ာယန်ကိုစနာ YouTube Channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Channel လေးကဆိုရင်တော့ပရာလောကဇလံကောင်းလေးများစွာနဲ့ဖြစ်ရမန်းဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတဲ့ Channel လေးပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်ဇာယေသူဆရာတင်ရေးသားထားတဲ့တဆေကြီးနေတဲ့အိမ်ဆိုရင်ပရာလောကဇလံကောင်းကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ဇလံကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပြီးပို့တောင်းဆိုကြပါမယ်။ ဗီဒီယိုသတင်းတွေတနိုင်မှလည်းပရိသတ်ကြီးသိရှိဖို့အတွက်နိုဒီဘဲခေါလောင်းလေးကိုနေပြီးသွားကြဖို့မမေ့ပါနဲ့နော်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်းကိုခုပြီးစတင်လိုက်ပါတော့မယ်။ကိုပါတုံးခုံလို့ကျုပ်လိုက်သွားတော့ပြုဒီကလိုင်းဆိုရင်ရွှေအောင်ကျုပ်တို့တနောင်းကုန်းနေတော့အတော်ကလေးကိုလမ်းသားပြ။ဒီကလိုင်းကကိုပါတုံးလိုမျိုးရင်းရှင်ပြုဖိတ်လို့သွားတာပါဗျာ။အသွားကတော့ဟုတ်သားပြီ။ဒီကလိုင်းမှနေတဲ့ကိုပါထုံးတို့ပါထွင်ရလဲနေလားခေါ်တာလေ။ ကဆုံလားဆိုတော့လေရှာသည်ဥတုဟာပူပဗျာကျုပ်တို့အညာသားတွေပြောလို့ရှိတာပဲဗျာတကူးကဆုံဆွိဆွိခုံဆိုတာလေတကယ်ကိုဆွိဆွိခုံရတာပါဗျာပူကြကတော့ကန်းကုံရိုးပြုရင်းချောင်းနေမှာလေရေကိုခန်းရောဗျာကျုပ်တို့သွားမှထီးကလိုက်မရောက်ခင်ရင်းချောင်းတစ်ချောင်းကိုပဲဖျက်ရတာဗျာမွားကြတော့တွေရေစုရုံရှိတာဗျာကိုပါထုံးလို့ပါတွေ့ရလဲကိုရင်းချောင်းနေမှာတန်းမောင်းချပြီဟိုဘကန်းကိုညောက်တော့လေကန်းပုံကိုတန်းတက်ချသွားတာဗျာ ဘာမှကြာလာရီမဟုတ်ဘူးထီးကလိုင်ကိုရောက်သွားရောပြုကျုပ်ကထီးကလိုင်ကိုတစ်ခါမှရောက်ဖို့တော့မဟုတ်ဘူးပြအခုရောက်တော့ကျုပ်တူတော်သဘောကြောင်သွားရင်ပြုထီးကလိုင်ကလှုပ်သားရတာပြရွာပြင်ကထန်းတော်ရင်းကလည်းညှို့နေတော့ပဲပြုထီးကလိုင်ကထန်းညက်ချက်တဲ့ရွာလေးပြထန်းညက်မှာမျိုးစုံအောင်ထွက်တော့ထပ်ဖို့ဦးစားမလားဈေးတညံစားမလားပေါပေါနေစုပ်ထားရင်ထန်းညက်စုပ်စားမလားအုတ်ထန်းညက်စားမလားစုံချက်ပြထီးကလိုင်ကြီးရောလည်းလှုပ်ကောင်းတော့ စီပေါင်းလေးလှုပ်တယ်။ဒီတော့ရွာစီပေါင်းကြီးလှုပ်ကောင်းတာပေါ့ဗျာ။နံရောပင်ရောထညက်ရောဆိုတော့ဝင်ငွေကိုမှန်လီတာပေါ့ဗျာ။ဒီကလိုင်းရဲ့နောက်ဆုံးမှာအလေရုံးမှကြီးရလဲကန့်လို့လေ။မဟုတ်ကြအောင်ဆိုရင်မိုးနှုတ်မြင့်နှုတ်ကလည်းအလုပ်ဖြစ်သေးဆိုရင်ထင်းခုတ်ဝါခုတ်တိခုတ်ကလည်းအပူရသေးတာပြု။ဒီတော့ဒီကလိုင်းမှာလူစီရင်နေတယ်ဗျာ။လူချမ်းသာပေါ်တာပေါ့ဗျာ။အခုရှင်ပြူနဲ့ကိုပါထုံးတို့အမျိုးဆိုရင် ။ထီးကလိုင်းရင်လူချမ်းသာစီးရင်မှပါးရီသူတွေပဲဗျ။ထီးကလိုင်းရောအိမ်ဝိုင်းတွေတော်တော်များများမှာမြင်းဆောင်တွေနဲ့မြင်းတွေရှိကြတယ်။ဟိုရွာဒီရွာသွားကြည့်မြင်းတွေသွားကြတာ။လူချမ်းသာဆိုတော့လေမြင်းစီးနိုင်တော့ပေါ့ဗျ။ဟဲတော့တတ်တာ။ရွက်ထင်းရော်ရင်ရှင်ဖြူပြီးဆိုရင်ရှင်လောင်းလေးဘုံမြင်းတွေမှာတန်းစီထွက်လာတာပြု။တချို့မြင်းကြီးတွေများနဲတွေတောက်ကြီးတွေမဟုတ်ဘူး။ပြန်ရင်းလို့လှုပ်လို့ရတဲ့အမျိုးကိုပါထုံးတို့အမျိုးတွေရှင်ပြုတ်တာလေအစီအတောင်စွစွပေါင်း ရှင်ဆယ်ပါဗျရဟန်းလောင်းဟာနှစ်ပါအလူကြီးပုံဗျထီးကလိုင်းရွာဦးကျောင်းဝင်းကလည်းလှုပ်ကျဲတာပြုသမင်းကျွေးယုံကြီးဟာလည်းကျဲပါဗျတရွာလုံးမိခိုးထိတ်ပေးပြုအနီးနာလူတွေဟာလည်းလာကြသေးတာလဲရင်တွေနဲ့လာကြတာလေရွာလေလမ်းမကြီးမှာဖုံတထောင်းထောင်းထားပြီချူတန်တရှင်ရှင်နဲ့ပုံချူတန်ဆိုတာတိတ်ကြကြပြက်တယ်လို့မရှိဘူးလဲတွေကလည်းတစီပီတစီဝင်လာတာပြုထီးကလိုင်းသားတွေရဲ့ဝက်သားချက်ကလည်းလှုပ်ကောင်းဗျာ ချက်ထားတဲ့ဝက်သားမှအိတ်နေတာပဲ။တရချင်းတုတ်ကလေးကလည်းခက်ပြပြလေး။မေဇလီရွက်ဟင်းကြုံလေးကလည်းအချောင်းကောင်းတော့မခါပဲနေစိတ်နေတာ။ထီးကလိုင်းဆိုတာကျုပ်တို့နေနေမှာတန်ထွက်နန့်ထွက်လှုပ်ကောင်းနေရွာပြ။ဒီတော့လေချက်သမျှဟင်းတွေမှာစီကိုနစ်နေတာ။အယုတ်သီးကြုံဆိုတာလည်းစီရွှဲတာ။အလူလာတဲ့ပြိတ္တကလည်းစားလိုက်ကြတာပြ။ခေါင်းမဖော်ဘူးပြ။ကိုပါထုံနေကျုံကလည်းဖိုက်ခွေးနဲ့မတက်ကိုကျိတ်လိုက်တာပြုသမင်းစားတော့ပြီးတော့ဧကန်နဲ့လက်ဖက်ကလည်း အပေါ်မှာစီလက်တလုံးလောင်မြုပ်နေတာဗျကျိုးကြိုက်ငကားစီပေါ်လေးကလည်းအစီလိုက်ကိုဝိုင်းတိုင်းမှာခြတာဗျဘိုက်တင်းအောင်ထမင်းစားပြီးလက်ဖက်ကလေးနဲ့အကြံကလေးတော့ငကားစီပေါ်လေးကလေးကိုဖွားဆူတော့မျက်စီကလေးကစဉ်းပြီးတော့လူကိုစင်းကြနေတော့ပါပေါ့ဗျကျိုးတို့အညာသားတွေရင်စီးစိန်စုတွေထင်းမှာငကားစီပေါ်လေးကလည်းမပါမဖြစ်ထင်းပါရဲ့ဗျအလိုပြီးနောက်တနေ့ကိုရောက်တော့ကိုပါထုံးရင်အကိုဝန်းခွဲတွေကကိုပါထုံးနဲ့ကျုပ်ကို ရွာတောင်ဘက်ကထိုင်တော်ကြီးတွေကိုခေါ်လာခဲ့တယ်ဗျ။နေညုံရင်ရွှေဘိုးကိုလွမ်းနေစုရိစကားဒီလိုထိုင်တော်ကြီးကိုပြောတာထင်မိုင်း ठी ကလိုင်းသားတော်တော်များများကိုတွေ့ရတယ်။ကိုပါထုံးရင်အကိုရင်းဖြစ်တဲ့ကိုထုံးတင်တို့ကိုထုံးရင်တို့ကကိုပါထုံးနဲ့ကျုပ်ကိုမိတ်ဆက်ပေးကြတယ်ဗျ။ ठी ကလိုင်းသားတွေလှုပ်ခင်းတက်မှန်းဒီတော့မှကျုပ်ကသိရမြေနာနဲ့ကိုခင်းကြတာဗျ။နေပါဦးကွာဒီနမေငါကြားဘူးပါလေထဏောင်းကောင်ကတတိန်ဟုတ်လား ကိုမွန်ဘူးဆိုရင်လူကထန်းရီလေးထွိထွိနဲ့ကျုပ်ကိုကြည့်ပြီးမင်းဟုတ်ပါရဲ့ဗျဒါဒီဆိုတာကျုပ်ပါကိုမွန်ဘူးမျက်နှာကဝမ်းသာသွားရင်ပုံမင်းကျုပ်ကိုပြုံးပြုံးကြည့်လို့ပြီးကြည့်နေဒီလိုကွာဒါဒီကမင်းတို့ရွာအောင်ချစ်ဆိုတာငားနဲ့တငေးချင်းကွာကိုအောင်ချစ်ဆိုတဲ့အတန်ကိုကြောင်းရတော့ကျုပ်ဆက်ကနေတောင်တုံမိသွားတယ်ဗျကိုမွန်ဘူးကကိုအောင်ချစ်နဲ့တငေးချင်းတွေလားအေးလေကွာဒီကောင်းလေးကဝါသနာဒူရီလေးတာတီးကဘာဝါသနာပါလိမင်းတီ ဟာကျုပ်မသိဘူးဗျဖဲလေကွာဖဲဖဲဟာဟာဟာအော်ဟုတ်လားကိုအောင်ချစ်ကတော့ဖဲဆိုရင်ဟုတ်လို့ဝါသနာကြီးတာဗျငါလဲအောင်ချစ်တိုင်းပဲကွာတတိယငါတို့နှစ်ယောက်စလုံးကမိမရိပါရိယူဖို့စိတ်မဝင်စားဘူးကွာဖဲချချင်တာပြီဖဲတာချနေလို့တော့ထမင်းမစားရလဲနေနိုင်တဲ့ကောင်းတွေဟိအင်းကျုံရုံမာတယ်ဗျကိုအောင်ချစ်နဲ့ကျုပ်ကတော်တော်တွဲခဲ့ကြတာဗျကိုကိုပြောရရင်ကိုအောင်ချစ်တည်တဲ့ချိန်ဒီဆိုပါတော့ဗျာ ထန်းရင်ဝင်ကကျန်တဲ့လူတွေဟာတချို့လေဈေးလေးကလေးတွေဖွာလို့တချို့ကလေထန်းရင်ငိတ်ထားရင်အုံမောခွက်ကလေးကိုမော့လို့တချို့ကတော့တောင်းလုံးကြီးတဲ့သူတွေဆိုတော့မြူအိုလိုက်မော့လို့ပေါ့ဗျဒါပေမဲ့အားလုံးကကျုံနဲ့ကောင်းမောင်မှုပြောနေကြတော့နားစွင်နေကြတော့ဗျဒါထက်တာတီးအားတငယ်ချင်းအောင်ချစ်သေးတဲ့အကြောင်းနည်းနည်းတော့ကြားမိတာကွာပြီးတော့အောင်ချစ်သေးတဲ့ချိန်မှာမင်းအနားမှာရှိတယ်လို့မင်းတို့ရွာကိုစိတ်ဖွာကြည့်အောင်ပြောဖို့တယ်ကွာအော် ကိုမောင်ဘူးကိုကိုစီဖွားကပြောတာလားဟုတ်တယ်ဗျကိုအောင်ချစ်တင်ကကျူတို့ရွာမြောက်ဘက်ကမီးလောင်ကုန်တင်းကြိုင်နေမှာကိုအောင်ချစ်နေကြုံနေမီးလောင်ကုန်ကတယုတ်ကြီးအမင်းရဲ့အာသူဘမှာဖဲချပြီးပြန်လာကြတာဗျကျောက်ကကိုအောင်ချစ်နေအဖော်လိုက်ရတာပေါ့ဗျညနှစ်ချက်တီးလောက်မှတည်တာဗျဟောညနှစ်ချက်တီးဟုတ်လားတင်းကြိုင်နေမှာတည်တာဟင်ဘလို့ဖြစ်လို့တော့ကွာတိုင်းရင်ဝန်ကအားလုံးကဝိုင်းပြီးတော့တရားတပောင်မေးကြတယ် ီးတော့မှကိုမောင်ဘူးအောင်ပြောတယ်။တင်းဆိုင်ထဲမှာအချိန်မတော်ကြီးတည်တယ်ဆိုတော့ငါသိရတယ်တာတရ။ဘယ်လိုပဲပုံတည်တယ်ဆိုတော့ငါမသိဘူးကွာ။နို့ဘယ်လိုဖြစ်တာတော့ကွာ။ကျုပ်လေဒီချောင်းကိုပြန်မပြောချင်မိမိ။သူတို့ဟာသိသိချင်းနေလေဆိုတော့လေပြောပြရတော့မှာပေါ့ဗျာ။ပိုးထီရနေမှာပေါ့မောင်ဘူးရ။ကိုုံးဆိုတဲ့သူကသူ့ထင်ချင်းကိုဝင်ပြောတယ်။ပိုးထီရမဟုတ်ဘူးဗျ။အသက်ခံရတာ။ဟာအသက်ခံရတာဟုတ်လား။ ဒါဆိုဘသူသက်တယ်ဆိုတော့မင်းတီမှာဘောတာတီရရွှဲဦးမင်းမပြောလားကျုပ်ကသူတို့ကိုခေါင်းခါပြတယ်သူတို့ကတော့ကျုပ်ဘာပြောမှာတော့ဆိုတော့ကိုစိတ်ဝင်စားနေကြတာဗျတိတာပေါ့ဗျာကိုအောင်ချစ်ကိုမဖဲဝါတတ်တာဟိမဖဲဝါဟုတ်အားလုံးကတန်တော်နေကျုပ်ကိုကြည့်နေကြတယ်တချို့ကတော့ဟုတ်ပါမလားဆိုရင်ကြည့်နေနေပေါ့ဗျမဖဲဝါဆိုတာတရေမှာပဲကွာတတ်တယ်ဟုတ်တယ်ကိုမောင်ပူရဲ့ အဲ့ဒီမမေးဝောင်ကကိုအောင်ချစ်ကိုတတ်လိုက်တာဟေးဘလို့ဖြစ်ကြတာရောတာတီအောင်음ဒီလိုဗျကိုမောင်ပုတ်ရင်မီးလောင်ကတရုတ်အာသူကမှဖဲသွားကြဖို့ကိုအောင်ချစ်ကတို့ကိုအဖို့ခေါ်တယ်အဲ့ဒီဟာမြို့မှာတရုတ်တွေရောက်နေတတိတွေကြီးပြီတဲ့အဲ့ဒီလိုလူတွေကိုသူ့နိုင်အောင်ကစားမယ်လို့ပြောတယ်။ဩဩကျုပ်ကတော့တတိပေးတာပေါ့ဗျာ။ကိုအောင်ချစ်ကမြေဝလူတွေကိုရှင်းကစားလို့ခမရနိုင်ပါမလားဆိုတော့ ိုအောင်ချစ်ကကျုပ်ကိုပြောရင်းဗျ။သူမှဖဲနိုင်အောင်ကစားနည်းတွေရှိရဲ့ဗျ။ဟေးဟုတ်လား။ဘာနည်းတွေများပါလဲ။ကိုမောင်ဘူးအောင်လေဖဲသမားဆိုတော့ဖဲနိုင်အောင်ကစားနိုင်တဲ့နည်းဆိုတော့ကိုစိတ်ဝင်စားတာပေါ့ဗျ။မောင်ဘူးရမင်းအတမျိုးငယ်ငယ်နားထောင်စမ်းပါကွာ။ကိုမောင်ဘူးရဲ့တငယ်ချင်းတွေကသူ့ကိုဝိုင်းအောင်ကြားနေပြု။အဲ့ဒီနေ့ည9နာရီလောက်မှာကိုအောင်ချစ်ကကိုလို့သူနဲ့ကြုတ်လိုက်သွားတယ်။ မီးလောင်ကုန်သင်းဆိုင်ကိုရောက်တော့ကိုအောင်ချစ်ကပြောရင်းပြတာတဲ့ခဏနေရောကဒီညငါစီးပွားဖြစ်ဖဲရိုက်မှဆိုတော့ငါအစွမ်းတစ်ခုတည်းနေတော့မဖြစ်ဘူးကမဖဲဝင်ရင်အခုညီကိုလည်းတောင်းအောင်ပါဗျာမဖဲဝါဟုတ်လားအေးဟုတ်တယ်လीပါလေမင်းကမဖဲဝါဆိုတော့လန့်သွားလို့လေအဲ့ဒီလိုပြောပြီးတော့ကျုံးလက်ထရအထုပ်ကိုဂူပေါ်မှာတင်ပြီးဖြည်တယ်ကျုပ်ကတည်တည်ကြာကြာမှတ်မိတယ်ကိုမောင်ပူရင်တကြီးဥဒုတော်ရင်ဂူပေါ်မှာဖြည်တော့ ။ဘာတို့ကိုဖြီတာရောကွာတတရ။ခါဆွဲကြော်တို့ပြ။ကိုအောင်ချစ်ကမဖဲဝံကျွေးဘူးဆိုပြီးကျုပ်တို့ရွာအပိန်ခေါဆွဲကြော်ဆိုင်ရအကောင်းစားမှားလာတာပြ။အိုးအိုးမဖဲဝံကိုခေါဆွဲကြော်ကျွေးတာ။ထိုင်းရီဝါရလူတယောက်ကခေါင်းလေးတညင်းညိလုပ်ပြီးဝင်ပြောတဲ့ပြ။ဟုတ်တယ်ပြ။ကွာချစ်ကမဖဲဝါကိုတည်တည်ကြကြပြင်ပြပြီးတော့ခေါဆွေးကြော်ကြွေးတာပြီးတော့ဖဲနိုင်အောင်လှုပ်ပေးပါထူးထူးခြားခြားနိုင်ရင်နောက်တနေ့မှာမဖဲဝါကိုဟော်ဒီနေရာမှာပဲ အမေသာသုံးပိတ်သာချက်ကျွေးပါမင်းလူတိတိချာချာကိုဂတိပြုတော်ပြ။နှုတ်နေပါဦးတာတီဟောင်း။အောင်ချေကျွေးတွေခေါင်းဆွဲကြုံမဖဲဝါအစားလို့လား။မောင်ဘူးအောင်ကျုပ်ကိုဝင်ထောက်မီးနေပြ။ဟာစားပြီးပါတော့ကိုမောင်ဘူးရောင်းကျုပ်တိတိချာချာကိုကြည့်နေလား။ခေါင်းဆွဲကြုံတွေမှာပြိုက်ကနေပြိုက်ကနေကုံသွားတာပြ။ဟေးဟုတ်လား။အားလုံးကအံဩကုံကြတာပြု။ကျုပ်ကလည်းစပ်ပြီးတော့ပြောရတာပေါ့လေ။နှုတ်နေပါဦးတာတီဟောင်း။အရင်နေ့ညအောင်ချေဖဲယောနိုင်လား။ ဟာကိုမောင်ဘူးရောခမရတငယ်ချင်းကိုအောင်ချင်းနိုင်လိုက်တာမပြတဝိုင်းလုံးမှရှိသည်များတရုတ်တွေရဲ့ပတ်စံသူ့စီကိုအကုန်ရောက်တာပြု။နာယီတွေလက်စွပ်တွေ အကုန်ရောက်တာပြ။ရန်ကုန်ကလာတဲ့တရုတ်တွေဆိုတာခါဝေခါစားပဲကြမ်းတော့တာပြ။ဟာဒါဆိုရင်မဖဲဝါအောင်ချစ်ကိုတကယ်ကူညီတာပေါ့ကွာတတိယ။အိုးကူညီလိုက်တာမပြ။အရင်နေ့ညအိမ်ပြန်တော့ကျုံမကိုအောင်ချစ်နိုင်တဲ့ငွေတော့ကြီးကိုထမ်းလိုက်ရတာပြ။ပြောမနေပါနဲ့တော့။ဟာ ထိုင်းရင်ဝိုင်းတစ်ခုလုံးစင်ဝင်စားနေကြတာပြုထိုင်းရင်တော်မှထမမောကြတော့အေးဒီတော့အောင်ကျဲကမဖင်းပါဘူးအမေသာသုံးပိတ်သာကျွေးရောလားကွာကိုမောင်ဘူးကသူ့တငင်းချင်းကြောင့်တော်တော်သိကျင်နေတဲ့ပုံမင်းပြကျုပ်ကဒီနေရာကိုရောက်တော့အလိုလိုသပြင်းချလိုက်မိအဲ့ဒီမှာပြဒနာစတော့တာပေါ့ဗျာဟေးဘလို့ဖြစ်လို့ရောကွာသူ့ကိုဒီလောက်ထိတိတိတသာလှုပ်ပေးထားတာပဲကွာသူကတိအတိုင်းကျွေးရတော့မှာပေါ့ကွာ ကိုအောင်ချစ်ကကြွေးဖို့လှုပ်တယ်ဗျ။မြို့ကိုလူးလွတ်ပြီးတော့အမဲသားဝဲခိုင်းတယ်။ဒါပေမဲ့အမဲသားရမလာဘူးဗျ။ဟာ။ကိုမောင်ဘူးအောင်အံ့ဩတော့တယ်ဗျ။ကိုအောင်ဆိုတဲ့လူကဝင်းပြောတယ်။ဝဲမရရင်လေတောင်းပန်ထားပြီးရတဲ့နေ့ကိုသွားကြွရင်ရမှာပေါ့ကွ။အေးဗျာ။ကိုအောင်ချစ်ကအဲ့ဒီလိုလည်းမလုပ်ဘူးဗျ။ဖဲနိုင်လာတာမဖွဲပါလို့ပြီးတော့ဟုတ်ချင်မှဟုတ်မှပါရဲ့ဗျ။သူစွမ်းနဲ့သူနိုင်တာဖြစ်ချင်ဖြစ်မှပါလို့ကျုပ်ကပြောတယ်။ပြီးတော့ကိုုံချက်ကကျုပ်ကိုတော့မှစူးသေးတာဗျ မဖဲဝအောင်ဒီလောက်ကြောင့်နေရသလားလို့ပေါ့ဗျာအဲ့ဒီနေ့ညဖဲသွားကြတော့ကိုအောင်ကြည့်ရှုံးလိုက်တာမှပတ်ပတ်ဆက်ဆက်ကိုရှုံးတာတလဲကိုမမနိုင်တာဟိပထမညနိုင်တာလေကုံရောလားကွာဟာမကုံဘူးဗျာကိုမောင်ပူ့ရင်ခမရလူကလည်းလူပါပဲအကုံပြန်ယူလာတာမဟုတ်ဘူးဗျာဟာဟာဟာကျုပ်ပြောလိုက်တောင်သဘောကျပြီးဝိုင်းရင်နေကြတယ်ကျုပ်ကဆက်ပြောပြတယ်အဲ့ဒီနေ့ညမီးလောင်ကောင်းအောင်အပြင်းမကိုအောင်ချင်းအရက်တော်မူးနေတာဗျာ အထဲမှာလေအရှက်ပလင်းကြီးကမ်းပြီးတော့လမ်းလျှောက်တောက်လာတာမီးလောင်ကုန်တင်းချိုင်းလေးကိုလေရောက်ရောက်မဖဲဝအောင်ဆဲတော်တာပဲဗျာဟာဆဲနေဟုတ်လားအောင်ချစ်တတော်မှားသွားတာပဲကွာကိုမောင်ဘူးကအော်ပြီးတော့ပြောလေကျုပ်လည်းသူ့ကိုမြို့မြို့ပြောပါရင်ဗျာဘလို့မောင်ပြောလို့မရတာဗျာလူကလေတော်တော်လေးကိုမူးနေတယ်လေဗျာကျုပ်ကတော့မှဟိတ်ကောင်တားတည်မင်းကြောင့်ရှေ့အောင်သွားနေဒီကောင်မနဲ့ငါဒီညစီရင်ရှင်းမယ်ဆိုပြီးတော့ထက်ဆဲတော့တာပေါ့ဗျာ ကျုပ်ကလည်းစိတ်ပြတ်သွားအောင်သူ့အနားအနေထွက်လာခဲ့တာခြေလန်ကလည်းအမတ်မောင်လမ်းရပါသေးတယ်ဗျာအုံအုံဆိုပြီးအတန်ကြီးကြားလိုက်ရလို့အနာကိုလှည့်ကြည့်လိုက်တော့ကိုအောင်ကျင့်လက်ထင်ကအရက်ပလင်းကြီးလူကြသွားပြီးတော့ရှေ့ကိုဒူးညူကြသွားတယ်သူ့နောက်မှာဇပင်ဖားရကြီးရှပြီးမမကြီးရက်နေအဘဲဝါကြီးဗျာအရက်ကလည်းဆယ်ပင်လောက်ရှိမင်းတင်တယ်ကိုမောင်ဘူးကြီးမျက်လုံးတွေကလည်းဗျာအကျန်းတပကံလောက်ရှိမင်းဗျာရေးပြီးတော့လေအချောင်းတွေတောက်နေတာပြု့ နှုတ်အောင်ချက်ဘာဖြစ်သွားလဲကိုမောင်ဘူးကကြောက်ကိုပင်မီးဘာဖြစ်ရမှာတော့ကိုမောင်ဘူးကြီးတွေးတယ်အန်တော့တာပေါ့ဗျာဝေါ်ကနေဝေါ်ကနေနှစ်ချက်ထိုးဝင်ပြီးတော့မောင်ရထိုးပြီးလဲကြသွားတော့ပေါ့ဗျာအဖဲဝါကြီးလေးပျောက်သွားရောအိုးဖြစ်မဖြစ်ရလေကွာကျုပ်စကားဆုံးတော့ကိုမောင်ဘူးကတတော်ဘေးစီမကောင်းဖြစ်သွားတာဗျချမ်းရီဝိုင်းတစ်ခုလုံးငိမ့်သွားပြီးတော့တွင်းနေကြတာပြုလက်ဆက်သက်တော့မဖဲမှဆိုတာတကယ်ရှိတာပါလား အဲ့ဒီလူမျိုးကိုမောင်ဘူးဆိုရင်သူကဝင်ပြောနေဟာရှိပါပြီလားမောင်ဘူးရငါဘာပြောဘူးလေကွာရွာနောက်ကတင်းဆိုင်နေရလေသပင်ဖားရကြီးချပြီအခောင်းကြီးလုံထမ်းသွားတယ်မဖင်းဝါယူသူမြင်လိုက်ရတယ်ဆိုရင်ငါဘာတင်းဆိုင်ပြရလဲလန်းတိုင်းကိုလဲမောင်းလာရန်ဆိုပြီးနွားရီဆိုတာလန့်ပြီးတော့ပတဲရက်နေကြတာလေဟိရှေ့မတိုးတော့ဘူးလေဟိအဲ့ဒါအဘကနေတန်းနေခန့်နာဆက်ထိုးမှာတွားကြတော့ဆိုပြီး ကိုတန်ဘူးဆိုတဲ့လူကကိုမောင်ဘူးကိုပြောပြရေးပြစကားဝိုင်းကတော်တော်ကောင်းသွားတာပြုသူကြားဘူးတာကိုကြားဘူးတာကြီးပြောကြတော့တာပေါ့ဗျာထိုင်ရီဆိုတာကလေတမြူတမြူချပင်းရတာပြုအမီးကတော့အမဲကျော်ပေါ့ဗျာအေးပြောရအောင်မေးဗျာဒါဒီဆိုရင်ကျုပ်ကအညာသားဆိုပေမယ့်ထိုင်ရီတော့မကြိုက်ဘူးဗျာအခုလေမိတ်ဆွေဖြစ်ဖြစ်နေနေအာစုယုံတောက်တာပြုတောက်ကိုမတောက်နိုင်တော့အဲ့ဒီနေ့ညနေကတော့ပခန်းကိုကြီးကျော်တို့တိတ်ကြိုက်တဲ့ညနေမျိုးပါထင်မှားရေဗျာ လို့ပြောဖို့ကောင်းတာဗျ။ကျုပ်ကလေးတော်တော်ခင်းသွားကြတာ။ဒီကလေးကိုမကြခဏလာလေဖို့ထက်ကထက်ကဖိတ်ခေါ်ကြတယ်။တာဒီဆိုတဲ့ကျုပ်ကလေးလာလေပါမယ်လို့ကတိကပြုပြောရတာပေါ့ဗျ။အားလုံးစားတော့ပြီးကြတော့ရွာထဲကိုအုပ်လိုက်ကြည့်။ပြန်ဝင်လာကြတာပေါ့ဗျ။အားလုံးကလမ်းလျှောက်တာ။အနောက်ကိုကော့လန်ကော့လန်နေပြု။အေးပြောရအောင်မေ။ခလူဆိုတာအရမ်းမှုရင်အရှိကိုစိုက်သွားတတ်ကြတယ်ဗျ။ထိုင်မှုရင်တော့အနောက်ကိုလမ်းပြီးတော့မူးတော်လေးဗျ။အမူးလုံးလုံးလဲရင်လေ။ ရသမားရှေ့ကိုမောင်ရထုတ်လဲတာဗျ။ထိုင်းရီသမားကကြောက်တော့အမူးလိုမီးဆိုရင်အနောက်ကိုပက်လက်လက်မီးလဲတော်ပြု။နောက်နေ့ကျတော့ကိုပါထုံနေကျုပ်ရွာကိုပြန်ခဲ့ကြတယ်။ကျုပ်တို့နေရောင်လဲကြုံလိုက်လာတာဗျ။လဲကြုံကရင်းချောင်းမရောက်ခင်။နှစ်မိုင်လောက်ကတောင်ချိုင်ဆိုရင်ရွာအထီကိုရောက်တော့ရင်းချောင်းဟိုဘက်ကိုကျုပ်တို့နေရောင်ကုန်းချောင်းသွားကြရမှာဗျ။ဒီကြီးလောက်ကတော့ကျုပ်တို့ဟာသွားနေကြပါဗျ။တောင်ချိုင်းရနေထွက်လာတော့ညနေတော်တော်ဆောင်းနေပြီ။ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့လဲကြုံလိုက်လာတဲ့ကိုချိုးဆိုတဲ့လူကသူတို့အိမ်ကိုဝင်ပါဆိုပြီးတော့စိုးအိမ်လေးခေါ်တာပြုကျုပ်တို့နှစ်ယောက်ကလည်းအားနာတာနဲ့လိုက်ခိကြတာသူ့အိမ်ကိုရောက်တော့ညနေစာစားပြီးမှသွားပါလို့ဆွဆွဲပြန်ရောပြုလူသဘောကောင်းတဲ့ကိုချိုးတို့မိသားစုအားနာတာနဲ့ညနေစာစားကြရတာပေါ့ဗျာအဲ့ဒါကြောင့်မင်းညနေဆောင်တော့မှတောင်ချမ်းရနေထွက်လာဖြစ်တာပြုတောင်ချမ်းရထွက်လာတော့အန်ဟောစရာပြောင်းကောင်းကင်မှာမိုးသားမင်းမေးပြီးတက်လာတာပြုဟာကိုပါထွင်း မိုးရီကချက်ချင်းတက်လာပါလားပြုအေးကွာတတိဟရင်းကြောင်ရအောင်ခတ်တုတ်တုတ်ကလေးရှောင်းရအောင်ဟိကိုချိုတို့အိမ်သားတွေအတင်းဆွဲတာနဲ့ထမင်းစားနေလို့နောက်ကျသွားတာကွာဟာကိုပါထုတ်ရင်တို့ရောလေကျုပ်တို့နှစ်ယောက်ကိုတွေးတွေ့ချင်းခင်တာဗျလို့သဘောကောင်းနေမိသားစုပါဗျဒီတော့လေထမင်းစားဖို့ဘက်နဲ့ညင်းရပါမလဲဗျကျုပ်နဲ့ကိုပါထုတ်နဲ့ခတ်တုတ်တုတ်ရှောင်းလာခဲ့ကြတယ်ကိုပါထုတ်ကကျုပ်ထံ၅နှစ်၆နှစ်လောက်တော့ကြီးပါဗျ ဒါပေမဲ့လူကလူပလန်ကလေးကျုပ်ထက်တောင်မှနည်းနည်းညှက်ချင်းသေးတယ်ဒါပေမဲ့လူကတော့လူလင်လူသွက်ပြုတ်ရင်းချောင်းမရောက်ခင်မိုးမိမှဆိုးပြီးတော့အရှိရနေခတ်တုတ်တူရှော့သွားနေတော့ကျုပ်ကသူ့အနောက်ကနေအလျာတူလိုက်နေရတာပြုတ်ကျုပ်တို့နှစ်ယောက်ရင်းချောင်းကဘာကိုရောက်တော့ကောင်းကင်မှာမိုးရီမဲနေအချိန်ကလေမိုးကျိုးစာဖြစ်ပြီးပြောင်းကဲတာဒီတတိတာကူဟိမိုးတော်လွတ်သေးတယ်ကွပြပြဆွဆွနေကိုဘထုံးကမစိုးကရောင်းကြိုက်တယ် ကျိုးကလည်းကပြားကင်အောင်ပဲစိုးကောင်ကြိုက်လိုက်တာပေါ့ဗျာကျိုးတူနေအောင်ချောင်းလေးကိုရှင်းခဲ့ကြတယ်ရင်းချောင်းဟာရည်စည်းတန်တော့အောက်မှာတဲမြေမှာကြကြရက်လို့မရဘူးဗျာရှက်ရင်တဲရန်ကျိုးဝင်သွားတော့လူအရှိုင်မီဟန်ချက်ပြတ်သွားတတ်တယ်ဒီလိုအခါမျိုးမှာရည်စည်းအတန်တော့လဲကြသွားတတ်တာဗျာဒါကြောင့်အောက်ကနင်းထားတဲ့တဲကျိုးမသွားခင်ခတ်တုတ်တုတ်ရှော့လာကြရတာကျိုးတူနေအောင်ချောင်းလေးမှာခြေလန်း15လမ်းလောက်ပဲရှော့မိတယ်ဆိုရောကျိုးကချောင်းအထက်ပိုင်းကိုလှမ်းကြည့်လိုက်မိတယ်ဗျာဟာ ကိုပါထွန်းရေးရလာပြီနောက်ပြန်ပြေးနောက်ပြန်ပြေးတောင်ကြရီပြုကျောက်ကနောက်ပြန်ပြေးဘယ်လွတ်မတော့ပြောင်းတောင်ကြရီပင်လူမပြောနဲ့ညင်းပြင်းတော့မလွတ်ဘူးပြောင်းကျောက်ရောကိုပါထွန်းရောရေလုံးရိုက်ပြီးတော့ပါသွားတယ်ဒါပေမဲ့ကိုပါထွန်းရောကျုံကရေကူးလဲတန်တယ်တတိလဲကောင်းနေဆိုတော့ကမ်းဘက်ကကူးတော့ပေါ့ပြောင်းချောင်းထဲမှာမှောင်သွားပြီပြောင်းမိုးချုံတောင်ကမှောင်တာရောပေါင်းပြီးတော့မဲမှောင်သွားပြီကျောက်ဆရာကောင်းတဲ့ရေစည်းတန်ကြီးတွေကိုလင်းကြားနေရတာ သွေးပြင်းစရာပဲဗျ။ချောင်းရင်ကချက်ချင်းပြင်းကျင်းကြီးဖြစ်သွားပြီ။ကဘာကဝေးသွားတော့ကျိုးတို့နေရာတော်တော်ကူးနေရတာပေါ့ဗျ။ရေစီးနဲ့မျောလေမျောနေကြတာဗျ။အာဟာကိုပါထွန်းရင်အော်တန်ပြုကျုပ်လန့်သွားတယ်။ဘာမှလည်းမမြင်တော့မှောင်ပိနေပြီ။ကိုပါထွန်းဘာဖြစ်တာလဲ။တာတီငါးချက်တော့ကိုတစ်တုံးကြီးတိုက်သွားပြီကျိုးသွားပြီတဲ့နေ။ကိုပါထွန်းစကားဆုံးနေဆိုပြီးကျုပ်ကန်းစမ်းရောက်သွားတယ်။ခြေထောက်လို့ရသွားပြီ။ကိုပါထွန်းကိုပါထွန်း ခပြဘမရောငါဒီမှာကွာတတရကန်းဆက်ရောက်ပြီအိုးရွာလိုက်တယ်မိုးပြောင်းမိုးတန်ရုံရေးစည်းတန်ရုံမိုးချင်းတန်ရုံကျုပ်ကိုပါထွန်းအတန်ကိုမှန်ပြီးတော့ပြေးသွားရတယ်တွေ့ပြီတွေ့ပြီကိုပါထွန်းကထထောင်းပင်ကြီးရဲ့ပင်စီကိုမှီပြီးထိုင်းနေလျက်တစ်ချက်လက်လိုက်တဲ့အချိန်မှာသူ့ကိုကျုပ်တွေ့သွားတာပြောင်းသူကလည်းကျုပ်ကိုမြင်သွားတယ်တတိလာလာငါဒီမှာငါချက်တော့တေတုံးကြီးဝင်းဆောင်သွားတာကျိုးသွားပြီထင်းနေကွာငါကောင်းတွေလည်းမူးနောင်နေပြီ ဘာဖြစ်တော့မသိဘူးတာတင်ကျုပ်ကိုပါထွန်းကိုချက်ချင်းထူမှပြီးကျုပ်ကြောပို့လိုက်တယ်လာကိုပါထွန်းဒီနေရာကိုမကြခင်ရေမြုံတော့မှာကိုပါထွန်းကလူပလန်လေးဆိုတော့ကျုပ်ကသာလင်းကြောပို့နိုင်တာပေါ့ဗျဘယ်သွားမှာတော့တာတင်တောင်းချိုင်ကိုပဲပြန်ရမှာပေါ့ဗျမင်းလမ်းသိလို့လားလမ်းတော့မသိဘူးဗျကျို့တို့ချောင်းလေးမှာမျောသွားတာလေဘလောက်ဝေးသွားမှမသိဒါပေမဲ့လျှက်လက်တဲ့အလောင်းင်းကြည့်ပြီးတော့တွားကြတာပေါ့ဗျတောင်ချိုင်မြောက်လေရောက်တဲ့ရွာမှာ ဝင်ပြီးတော့ကိုညီတောင်းတာပေါ့ဗျာကိုပါထွန်းကိုကြောပို့ပြီးတော့ကျုပ်ခက်သွက်သွန်းရှောက်သွားတာပေါ့ဗျာကိုပါထွန်းကတော့ကျုပ်ရဲ့ကြောပေါ်မှာမင်းနေတယ်ဗျဘာမှမပြောတော့ဟာဟိုမှာဟိုမှာကျုပ်တန်းကြတော့ကိုပါထွန်းအောင်မီးဟင်ဘာတော့တာတင်းဟိုချိန်မှာအင်ကြီးတလုံးပြမီးအောင်တော့မတွေ့ဘူးလူတော်ရှိမှာမမိုးရီလေးရီနေဆိုတော့မီးမိတ်ပြီးတော့စောစောအိတ်ချင်အိတ်နေကြမှာပေါ့ဗျာအဲ့ဒီမှာဝင်ပြီးတော့မိုးခိုရတော့မှာပဲဗျာ မောရီကလည်းရေတွေသွန်ချနေတယ်လို့ရွာရာပြောင်းတတော်ကလေးသွားလိုက်တော့မှလဲလန်ကြောင်တစ်ခုကိုတွေ့လဲလန်ကြောင်ကိုကြောင်းလိုက်တော့အိမ်ဝင်းကြီးတွေကိုရောက်လာတယ်လေစီတလက်လက်မှကျုံအိမ်ကြီးစီကိုနှမ်းကြည့်လိုက်တော့ကာပွင့်နေတော့လူရှိရှိမရှိရှိပြောင်းမိုးတော်ဝင်ခိုးလို့ရပြီဆိုပြီးကျုံဝမ်းသာသွားတယ်ကိုပါထုံးကိုကြောပေါ်ရင်နဲ့အိမ်ကြီးရဲ့တကမာကြီးကိုတွန်းဖွှဲလိုက်တယ်အိမ်ထဲမှာလည်းမှောင်မဲနေတော့ပဲပြောင်းဘာမှကိုကျုံမမြင်ရောက်ကျုံအိမ်ထဲကိုဝင်လိုက်တယ် တလန်းနှလန်းသုံးလန်းရက်ကျုပ်တကူလုံးကြက်သီးဖြင်းကနေထထွားရီပြူအမောင်နေရထွက်လာတဲ့အတန်ကြီးပြောင်းအတန်ကခက်ဟောအတန်ကြီးယောက်ျားကြီးတယောက်ရဲ့အတန်လေကိုပါထွန်းကိုပါထွန်းကျုပ်ကောင်ကိုပါထွန်းကိုခေါ်လိုက်တယ်ကိုပါထွန်းကပြန်မထူးကျုပ်ပကုံးပေါ်မှာခေါင်းမီရင်အိပ်ပျော်နေပြီပြောင်းပါထွန်းမွေစိတ်တက်နေပြီအမောင်နေရအတန်ကြီးကထထွက်လာဟာကိုပါထွန်းပိုးထီထားတာထင်တယ်ကျုပ်တော်တော်ဆုံးရင်သွားမီ ချထောက်ကလည်းကြို့လို့ဒီအထက်ကိုမြ мян ခေါ်ခဲ့ဒါထန်နောက်ကြရင်သိတော့မောဗျာအခုခေါ်ခဲ့ဆိုဘာလုပ်နေတာလဲကျုံအမောင်နှင်းကိုပဲရန်ရှောင်ခဲ့တော့ပေါ့ဗျာဘာမှလည်းမမြင်ရအောင်အမောင်နှင်းကပြောနေတာလေဘယ်သူမှမသိကျုံတကူလုံးလည်းရေရင်ရွှဲနေပြီးခိုက်ခိုက်တုံနေပြီးပြူကျောင်းလိုကြက်သီးထတာလေပါမှာပေါ့ဗျာရောက်ပြီအဲ့ဒီကရင်ပေါ်မှာတင်လိုက်ကျုံလက်နေဆန်းလိုက်တယ်ဟုတ်တယ်ဗျာကရင်ကြီးတလုံး ကျော်ကိုပါထွန်းကတိမောခက်ပြည်ပြည်ချပေးလိုက်တယ်။ကိုပါထွန်းကတော့ငြိမ်နေတာပြုအိမ်နေတာလားတတိလစ်နေတာလားဆိုတာကြုံမသိဘူး။မောင်မင်းနေတော့ကိုပါထွန်းလေးကြုံမြင်ရတော့မဟုတ်ဘူးဗျ။သွားတော့လေဘာလုပ်နေလဲကျုံအနောက်ဘက်ကျောင်းကအတန်ကြီးကထထွက်လိုက်ကျုံလည်းဘာမှပြန်မပြောရေးပြီအမောင်နှင်းမော်ပြီးဆန်းပြီးတော့ထွက်လာခင်လျက်စီတစ်ချက်အလက်မှပွင့်နေတဲ့တကားပေါက်ကိုလှမ်းတွေးလိုက်လို့ကျုံရှောက်တက်လာတာပေါ့ဗျတိမ်လုံးငြိမ်သွားတယ် အပြင်မှာတော့မိုးရွာလီရောကိုတော်တော်ကြမ်းနေတော့ပြုကျုပ်ကလည်းချမ်းလန်းလို့ခိုက်ခိုက်တုံးနေပြီကျုံနေရန်ကုန်ပြီပြီးတော့ထိုင်ချလိုက်တယ်ခဏနေတော့ကျုံလက်ကနေအိပ်ပျော်သွားတယ်ဘလောက်ကြောင့်အိပ်ပျော်သွားတယ်မသိပါဘူးဗျာဟဲ့တငင်ဟဲ့တငင်ကျုပ်ကလူတရာလှုံနှူးနေတော့ဗျာအမောင်လေးကထွက်လာတဲ့အတန်းကြီးကိုကျုပ်ကချက်ချင်းသတင်းရပြီးဝန်ကနေထထိုင်လိုက်တယ်မိုးကမရွာတော့နေရီပူနေပြီဗျာကျုံဝစ်တီတော့မှရှောင်နေပြီတတိတောင်တငင်တတိတောင် ဒီမြတ်တော်ကြီးတွေမှာဘာလို့အဲ့နေရတာတော့ကျုပ်လဲမောင်းလာရင်တွေ့လိုက်လို့လာကြည့်တာကွာကိုပါထုံကကိုပါထုံကျုပ်ကကျုပ်ကိုလုံးနှုတ်နဲ့အဖိုးကြီးကိုကြည့်ပြီးမေးလိုက်တယ်ညီငယ်တော်ကြီးတွေမှာကျုပ်အိပ်ပျော်နေတာဗျဟိုတငယ်လားဟိုအုပ်ကူကြီးပေါ်မှာအဲ့နေနေတငယ်မလားဗျဘမရောဘမအုပ်ကူကဘမရောဟာဟုတ်ပါရဲ့ဗျကိုပါထုံကအုပ်ကူဖြူဖြူကြီးတစ်လုံးပေါ်မှာစန်းစန်းကြီးအိပ်နေတာဗျကျုပ်ချက်ချင်းပဲထသွားပြီကိုပါထုံကိုပြေးနှုတ်လိုက်တယ် ုပါထုံကိုပါထုံဟင်တာတီငါတို့ဘယ်ရောက်နေတာရောအာငါချက်တော့မှာဘာလုပ်ထားတာရောဟင်ဒီတငင်းရချက်တော့ကျိုးထားတာလားဝါချမ်းနဲ့ညက်ပြီးတော့ကြက်စီးထားတာမေးကျိုးတို့ကိုနိုးနေဖူးကြီးကပြောတယ်ဟုတ်တယ်ပေါ့ညကကျိုးတို့နေအောင်ရင်းချောင်းထဲမှာဖြတ်ကူးနေတော့တောင်ချင်ရင်လည်းပါသွားကြတာကိုပါထုံကတဲ့တဘုံနဲ့စောင့်မိပြီချက်တော့ကျိုးသွားတာပြောင်းတို့နေပါအောင်အပိုင်ကျိုးတို့နေအောင်ညအိမ်မဲကြီးထဲမှာပါ ကိုပါထွန်းကိုကျုပ်ကကရင်ကြီးတလုံးပုံတင်ပေးထားတာအဲ့ဒီအိမ်မဲကြီးတရားလူတယောက်ကစီးကူပေးတာပြောင်းအတန်းမဲကျုပ်ကြားရတာလူတော့မမြင်အခုအဲ့ဒီအိမ်ကြီးဟာဘက်မှာတော့ကျုပ်တို့ဟာဒီနေရာကိုဘလို့ရောက်နေတာ တော့ပြောင်းအိမ်မဲကြီးဟုတ်လားတငယ်ကျုပ်တို့မွေးခင်တော့ကတော့ဒီနေရာဆေးဆရာကြီးတယောက်နေခဲ့တဲ့ခြံဝန်းကြီးလို့ပြောတဲ့ကြားပုံလေအဲ့ဒီဆေးဆရာကြီးမိသားစုကအိမ်မဲကြီးအကြီးကြီးတလုံးနေနေကြတာလေကွဟိုတငယ်တက်အိနေတဲ့အုတ်ကူကြီးက အဲ့ဒီဆေးဆရာကြီးရဲ့ကူပေါ့သူတဲတော့သူ့မိသားစုဟာတီချောင်ဝင်းကြီးနဲ့မှပဲသူ့ကိုကူသွင်းပြီးတော့တချို့ထားကြတယ်လို့ပြောတယ်အဲ့ဒီချန်ကြီးတို့အိမ်မဲကြီးတို့ဆိုတော့အဘတို့ရောအသက်80ကျော်90ကျော်ရှိတဲ့လူတွေတော့မမီလိုက်ကြဘူးကစကားပဲကြံနေခဲ့တာဒါပေမဲ့ဒီဥကူကြီးဟာရှိနေသေးတော့ဒီเจ้าတွေကလည်းဟုတ်မှာပဲလို့ယုံကြည်ရအောင်ပေါ့ကွာကျုပ်လည်းဘာပြောရမှန်းတော့မသိတော့ဘူးပစံအဟောင်းသားဖြစ်သွားရတာပေါ့ဗျာ နို့အဘနမင်းကဘသူတုံးပြောင်းအဘတို့ရွာဘာတဲ့တော့ဝေးသေးလားကျုံနမင်းကဥစံနေပြောင်းကျုံတို့ရွာမဝေးတော့ဒီလန်းလန်းတိုင်လိုက်လို့ရှင်နာယူဝတ်ဆိုရင်ရောက်ပြီရွာနမင်းကတမားကုန်းရွာလို့ခေါ်တယ်ဒီစင်းဆောင်ယူဆွဲပြပြီးတော့ခေါ်တာလို့ပြောတယ်ကွာနို့မင်းတို့ကဘယ်ကလာကြတာတော့ကျုံတို့နေတာထဏကုန်းပြောင်းဒီကလိုင်အလူသွားကြတာပါ တောင်ကြောက်မှာပြီးညစာဝင်းစားပြီးတော့ထွက်ခဲကြတာလေအပိုင်း ဟာတောင်ချိုင်းဟာတော်တော်လမ်းနေပြီပြီမင်းတို့အဝေးကြီးမျောလာတာကွဟင်ဟုတ်လားအဖအေးဟုတ်တယ်အေးလာကြပါကျုံမလည်းလဲပါပါတယ်ချောင်းကြီးလည်းကြနေပါပြီရွာရောက်ပို့ပေးပါမယ်ဟိုတကင်ကခြေထောက်လေးကျိုးနေတာမလားဒီရင်ချောင်းကိုကြော်လိုက်ရင်ထဏောင်းကုန်သိမ့်မမောင်းရပါကျုံသွားရရနွားတန်ကြီးတွေပါကဲလာလာကျုံလဲပေါ်တက်ကျုံလည်းမငင်းတော့ဘူးပြန်ကိုပါထုံကူပွန်ကတွေးချင် အုပ်ကူကိုတပတ်ပတ်ပြီးကြုတ်ကြည့်တယ်။အင်္ဂဒီကွာနေပြီဗျ။ဘာသာမှကူပေါ်မှာမရှိတော့။လဲပေါ်ရောက်တော့ဦးဆန်စုရင်အဖိုးကြီးဟာကျွန်တော်မှကြက်စီးထားတဲ့ကိုမတော်ကိုတေးသေးချာချာကြည့်ပြီးမေးတယ်ဗျ။တငယ်တို့ညအိမ်မေးချင်းကိုရောက်ခဲ့ရေးဆိုတာတကယ်လားကွ။တကယ်ဗျအဘဆိုင်ဟော်ရီကိုမတော်ကကျွန်တော်လေးကျိုးပိုးလေထိထားတာဆိုတော့တတိမိသွား။သူ့ကိုကြောက်ဖို့ပြီးတော့ကျုပ်ကဒီအိမ်ကြီးလေးကိုဝင်းခဲ့တာအမောင်နဲ့အတန်းကြီးပဲကျုပ်ကြားခဲ့ရတာအပိုင်း ကိုပါထွန်းသူကနမေတော်ခေါ်လိုက်သေးတယ်။ကတင်ပုံတင်းဆိုလို့ကျောက်ကမောင်းနေမှာစမ်းပြီးတော့တင်းလိုက်တာ။အဲ့ဒါအုပ်ကူကြီးဖြစ်နေတာပေါ့ဗျာ။ဒီတော့ကျောက်ထင်ပြောရရင်ဒီရင်ကြီးကဒီနေရာမှာရှိနေတော့ဗျာအဘဆန်။ကိုပါထွန်းညအမောင်းနေမှာစီးကူပေးခဲ့တာလေ။အဘဆန်ပြောရင်စီးဆရာကြီးပဲဖြစ်မှာဗျာ။ကျောက်ကတည်တည်ကြာကြာပြောပြလိုက်တော့မှအဘဆန်ဆိုရင်အဖိုးကြီးမျက်နှာပြက်သွားတယ်ဗျာ။ဟေးဟုတ်လား။ဒါဆိုစီးဆရာကြီးခုထိမကြွသေးဘူးပေါ့။ အဖိုးကြီးတော်တော်ဟူကြောက်သွားတဲ့ပုံပဲပြီးတော့စီးစရာကြီးရဲ့အုပ်ကူကိုတချက်လန်းကြည့်လိုက်တယ်ဟဲ့နော်ကဲကွာအဘာဆန်သူ့နွားတွေကိုခဲကြမ်းကြမ်းရိုက်လိုက်ပြီးအဲ့ဒီနေရာကနေတရန်ချန်မောင်းပြေးတာပါပဲဗျာဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်းကတော့ဒီမှာပဲပြီးဆုံးသွားပါပြီစုံဒီနာဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုသူပင်ကျေးဇူးတင်ရှိပါတယ်ရှင်